ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမောင်သားချိုရေးသားထားတဲ့မဆောင်စားတဲ့သူတို့နေရများဆိုတဲ့ဝတ္ထုတို့လေးတစ်ပုဒ်ပဲဖြစ်ပါလေရှင်။မဆောင်စားတဲ့သူတို့နေရများကျွန်တော်ငငယ်ကတောမျိုးကလေးတစ်မျိုးမှာခဏလာကြီးပြင်းခဲ့ရဘူးပါသည်။ကျွန်တော်ကိုမွေးဖွားခဲ့သည့်ရွာကလေးကတောမျိုးကလေးမှနေ၍လှမ်းခေါ်လိုက်လင်းပြီးကြားရလောက်သည့်ပုတိပုတ်တဲ့ရွာကလေးဖြစ်ရာကျွန်တော်ငယ်ဘဝပညာသင်ကြားရာနှစ်ကာလအချို့ကို အဲ့ဒီတောမျိုးကလေးမှာပုံလွန်ခဲ့ရပူပါသည်နောက်တော့ကျွန်တော်တို့နိုင်ငံဤအထွန်းကားဆုံးသောမြို့ကြီးရှိရာသို့ရောက်ရှိသွားခဲ့တာကျွန်တော်နှင့်ကျွန်တော်အရွယ်မတိုင်မီတောမျိုးကလေးတို့တစတစအဝေးကွာသွားခဲ့ကြရပါသည်ခက်စောစောပိုင်းနှစ်တွေတုန်းကတော့မြို့ကလေးရှိရာစီမကြာခဏဆိုသလိုကျွန်တော်ရောက်ရောက်သွားတက်ခဲ့ပါသည်တစ်နှစ်ကို၃နေကောင်းလောက်နောက်တော့တစ်နှစ်နေလို့တစ်ခေါက်ရောက်ဖြစ်အောင်မနေစူးစမ်းလာခဲ့ရပြီး နောက်ပိုင်းတွင်ကမတော်ပြတော့လောက်အောင်ဆိုရလောက်အောင်ကိုကျွန်တော်နှင့်ကျွန်တော်ဇာတိရဲ့ရွာတို့စိမ့်သွားကြပါတော့သည်မကြခင်ရပ်ပိုင်းတွေတုန်းကတော့အမှန်မထင်လူမှုရေးကိစ္စကလေးများနဲ့ကျွန်တော်ဇာတိမြေတောမျိုးကလေးရှိရာသို့ကျွန်တော်ပြန်ရောက်သွားပြီသည်ပုံမင်တွေတဏိပင်တွေလဒါပင်တွေငပြန်တွေဒီအတက်ကြတွေဘုံငယ်ဤတန်တွေပုံမောင်းခောက်တန်တွေနဲ့တောမျိုးကလေးမျိုးလေကိုဖျက်သွားသည့်ချောင်းကူတရာစီကျွန်တော်ရောက်တော့ တရားချီရင်တနေရာစီမျိုးလုံးရောက်သွားမိသည် new fashion နဲ့ဓာတ်ပုံဆိုင်ကလေးကျွန်တော်တို့ငယ်ဘဝပုံရိပ်တွေကိုမှတ်တမ်းတင်ပေးခဲ့ဘူးသည့်ရှင်သန်စဲဓာတ်ပုံဆိုင်ကလေးကိုကြည့်ကကျွန်တော်ဘာကိုလွမ်းရမှန်းမသိလွမ်းလွမ်းကြီးရက်ကြည့်နေမိသည်အဆောင်အုံမျက်နှာစာကလေးကိုခင်းနှင့်လာရောညီထွေရှိအောင်နည်းနည်းပါးပါးဖီလင်းပြင်ဆင်ထားသည်ကလွဲလင်အပြောင်းလဲတိတ်ပြီးကြီးကြီးမားမားမရှိလား new fashion ဆိုသည့်ဆိုင်နိုင်မီစလုံးဒီဇိုင်းကလည်းဒီတိုင်း ဆိုင်ရှိမကြီးပင်ကြီးကအပွင့်ဝါဝါကလေးတွေ အနှေးကျွေးကျွေးကြနေသည်ကလည်းဒီတိုင်းမိသားစုလက်ဆင့်ကမ်းခဲ့ကြရာတပ်ပုံဆိုင်ကလေးဖြစ်သဖြင့်ယခုဒီဆိုင်ကိုဥဆောင်လှုံရှားနေပုံရသည့်မျက်နှာတွေကကျွန်တော်တို့ကလေးဘွားကတက်တူရွယ်သူတို့ဤမျက်နှာတွေဆိုတာကျွန်တော်မှတ်မိနေသည်ခုရိုက်ခုယူတဲ့ဒါကတော့ကျွန်တော်တို့ငယ်ငယ်ကမရှိခဲ့သော ဖော်ပြမှုအစ်စ်ပဲဖြစ်ပါသည် ကျွန်တော်ဇာတိရရွာတော်မျိုးကလေးနှင့်ဥပဝင်းရင်ကကြေးလက်တော်ရွာတွေကလည်းစောင့်စားခြင်းကြပုံမရတော့သူတို့ဤအမှတ်တရပုံရိပ်တွေကိုချက်ချင်းရယူလို့ဒီဆန္ဒကိုဤပညာခီကြီးကအလိုလိုက်ခဲ့ပုံရပါသည်။အော်တခါကစောင့်စားခဲ့ရပုံတွေကိုကျွန်တော်စိတ်ထဲလွမ်းသွားမိသည်။ကျွန်တော်တို့ခေတ်ကစောင့်စားခဲ့ရသောခေတ်ဖြစ်ပါသည်။ငယ်ငယ်ကအမေလက်ကိုဆွဲပြီးဒီ new fashion ဆိုင်ကလေးတွေဝင်ခဲ့ရပုံတွေကိုကျွန်တော်အမှတ်ရမိသည်။ ပိတ်ဆအနေကြီးနှင့်အုပ်ထားသည့်ရှေးကင်မရာအိုကြီးမိစလိုက်ကြီးများ၏အောက်မှအသက်ဝဝမရှူရဲသည့်ကလေးဘဝဓာတ်ပုံဆိုင်ရှင်ကဓာတ်ပုံရရရမည်ရက်ကို တပတ်ဆယ်ရက်ခွာပြီးချိန်လိုက်သည့်အခါတွင်က ကျွန်တော်တို့ခေကလူတွေတိတ်အလူမကြခြင်းကိုဓာတ်ပုံကိုကိုပြန်ပြီးမြန်မြန်ကြည့်ခြင်းလှသည်မှာကျွန်တော်တို့ဤအင်းပြသည့်ချင်းချင်းပင်ဖြစ်ပါသည်သို့တော်ကျွန်တော်တို့အလိုမပြေခဲ့ကြနေခွေသောဤပညာဤခေကကျွန်တော်တို့ကိုစောင့်စားခိုင်းခဲ့ပါသည် အလင်းအမှောင်မျက်နှာအနေထားကိုအပြုံးကိုအတင်ကိုဝတ်ပုံစားပုံဓာတ်ပုံထဲမှာဘလို့ပုံရိပ်ထင်နေပါလိမ့်ဆိုသည့်စိတ်ကူးနှင့်စောင်းစားရခြင်း၏အလုပ်ထဲမှာလူဘဝအရာသာတစ်မျိုးပါဝင်နေသည်ဟုကျွန်တော်ထင်ပါသည်တစ်ခါတစ်ခါကြပြန်တော့ချင်းဆိုထားသည့်ရဲ့အတိုင်းသွားခဲ့ပါလျက် new fashion ဘက်ကအခုခုအဆင်မပြေသဖြင့်နောက်ထပ်တရက်နှစ်ရက်စသည်ဖြင့်ထပ်ပြီးရချင်းပေးသည့်မျိုးလည်းရှိတတ်ပါသည်ကျွန်တော်တို့ဘလို့မှနေလို့ထိုင်လို့မထီတော့သွားလဲဒီစိတ် စားလဲဒီစိတ်နှင့်ကိုတက်ပုံကိုစိတ်ကူးနှင့်ပုံရိပ်ဖော်ကြည့်ရသည့်စိတ်အခွင့်အရေးကိုဆောင်းစားနေရသည့်ခေတ်ကကျွန်တော်တို့ကိုပြီးခဲ့ပုံရပါသည်ယခုကျွန်တော်တော်မျိုးကလေးက new fashion ဆိုသည့်ဓာတ်ပုံဆိုင်ကလေးကပါခုရိုက်ခုယူဟုဆိုခဲ့လေသောအခါခေတ်ကိုဆောင်းကြည့်အောင်ကြီးနိုင်သည့်လေတံများလားဟုကျွန်တော်တွေးလိုက်မိပြီးမအံ့ဩမိတော့လဲကဘာကြီးတစ်ခုလုံးအရှိန်ရှိအချိန်ကရှားပါအချိန်မပေးနိုင်ဖြစ်နေပုံကိုကြည့်ကား မဆောင်စားနိုင်သောသူတို့၏ခစ်ကိုကျွန်တော်ငေးနေမိသည်ဓာတ်ပုံကမှကျွန်တော်တို့မဆောင်စားခြင်းတော်မဟုတ်ဒီကနေ့ခေတ်ဤပညာနှင့်ဒီကနေ့ခေတ်လူအဖွဲ့စည်းကပါတက်နိုင်သမျှချက်ချင်းနှင့်တက်နိုင်သမျှမြန်မြန်ကျွန်တော်တို့ကိုတွန်းလှန်လိုက်ခြင်းဖြစ်ပါသည်တပင်တို့ပွင့်ကြတီးကြတာကိုကျွန်တော်တို့ကြာကြာမဆောင်ခြင်းကြမြန်မြန်ဖူးမြန်မြန်ပွင့်မြန်မြန်ပြီးအောင်ဟော်မုန်းတွေထိုးကာဒုက္ခပေးတာကိုမြန်နှုံမြင်ခဲ့ကြသည် တဘာဝရေမြေတော့တောင်ရှုမျောကင်းတို့ကိုမမြင်ရနိုင်လဲရှိပါစေကျွန်တော်တို့အခုသွားအခုရောက်ဖို့အတန်းထဲမြန်သည့်အလင်းကို ရှာဖွေခဲ့ကြသည်တုံးနှစ်တုံးမိုးကို ကျွန်တော်တို့မသိခြေချင်းကိုဖြစ်စေမုံချင်းကိုဖြစ်စေတွက်လက်သောအဖြေဖြစ်ကျွန်တော်တို့ရယူတို့ကြသည်ဇာပနာခန္ဓာတစ်ခုတွင် မိသားစုဆွေမျိုးသားချင်းတွင်ငိုကြွေးလို့အားမရတတ်ကြသည်တောင်ဝင်ရှိသူတို့ကတကြိုဖို့အချိန်ရောက်ပြီဖြစ်ကြောင်းလာတရိပ်ပေသည်လူဤတော့ကကိုခေကအဆောင်မနေနိုင် ။နောက်ထပ်ဇာပနာတစ်ခုကဒီခန်းမမှာခင်းကျင်းမှုအစဉ်သည့်ဒီတော့မြ мян ကိုမြ мян မိရှုမင်္ဂလာဆောင်ခန်းနာတွေမှာလည်းဒီတိုင်းပဲဖြစ်ပါသည်။တမင်္ဂလာပြီးတမင်္ဂလာဆက်နေသည့်ဟိုတယ်ခန်းမကြီးများဖြစ်ရာအချိန်မရှိမြ мян ပန်းကျဲမြ мян အခါတော်ပြီးမြ мян ဩဘာစာဖတ်မြ мян လက်ဖွဲ့မြ мян နှုတ်ဆက်ကော်ဖီတွေကချက်ချင်းကော်ဖီခေါက်ဆွဲပြုတ်ကချက်ချင်းခေါက်ဆွဲပြုတ်တော်လဲမြန်ဆန်လာသောခင်ကြီးနှင့်အချိန်မရှိတော့သောလူတို့၏ နေစဉ်ဘွားထဲမှာအေးအေးဆေးဆေးဆောင်းဆောင်ဆိုင်းဆိုင်နဲ့ဘဝကို အရသာခံဖို့ဒါမှမဟုတ် စိတ်ကူးစိတ်တန်းကိုမြူးဖို့ဒါမှမဟုတ် ကိုယ်လိုဆန္ဒကို ကိုယ်အသာနာချဖို့ဆိုသည်များကို ကျွန်တော်တို့အားလုံးတစားတစားလက်မြောက်အရှုံးပေးလာကြပုံရပါသည်ခုရိုက်ခုယူဆိုသည့် new fashion ဓာတ်ပုံဆိုင်ကလေးကိုလှမ်းကြည့်ကမဆောင်စားကျင်တော့သည့်ကျွန်တော်ဇာတိတော်မျိုးကလေးတနေရာမှာ တခဏရန်ငင်းနေမိသည်မှာကအမှန်ပင်ဖြစ်ပါသည်။ ရွှေမြူတီရုပ်စုံမဂ္ဂဇင်းအောက်တိုဘာ2009နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။